မဟာဗောဓိယုတ်တန်လိုင်းကိုကြည့်ရှုနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်မဟာဗောဓိယုတ်တန်လိုင်းဟာပြည်ရင်းပြည်ပမှာတည်ထားကိုးကွယ်ထားတဲ့တကူးကြီးမှာဖျားစီရီပထိုးများကိုတမိုင်းဝင်မှတ်တမ်းနဲ့တကွာတကူးကြီးမှာဖျားစီရီပထိုးများအစီအစဉ်ကနေရိုက်ကူးပြတ်တာပေးလျက်ရှိရမှာ ဒီတစ်ခါမှာတော့ထိုင်းနိုင်ငံအယုဒ္ဓယာမြို့နယ်ပတ္တယာမြို့မှာတည်ထားကိုးကွယ်တော်မူတဲ့တကူးကြီးမှာဖျားစီရီပထိုးများကိုဗုဒ္ဓဘာသာဝင်သူတော်စင်များ ကြီးညိုနိုင်စေဖို့အတွက် ရိုက်ကူးပြသပေးသွားမှာဖြစ်ပါတယ်ရှင်။ မိုင်းဝင်ရုတ်တရမြို့ဟာဗန်ကောက်မြို့ရဲ့မြောက်ဘက်86ကီလိုမီတာအကွာမှာတည်ရှိရာဖြစ်ပြီးရှေးဟောင်းအမွေအနှစ်များစွာရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။မြို့ဟောင်းရုတ်တရမြို့ဟာတမိုင်းဝင်တဲ့မြို့အဖြစ် UNESCO က1992ခုနှစ်မှာကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်သူတော်စင်များ ရှေးဥစွာဖူးမြော်ကြည်ညိုရမယ်ဖရာတော်အယုတ်တရားမျိုးရဲ့အကြီးမားဆုံးဖရာဖြစ်တဲ့ဝိရိုင်းချိုင်မောက်ခေါင်အမည်ရှိတဲ့စက်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့အထိတ်မှတ်ဖရာကြောင့်ပဲဖြစ်ပါတယ်အယုဒ္ဓယာမြို့ရဲ့အရှိတောင်ဘက်မှာတည်ရှိပြီး AD 1352ခုနှစ်မှာယူကန်လို့အမည်ရတဲ့ထိုင်းဘုရင်မင်းတရားကြီးဟာတည်ထားခဲ့တာဖြစ်ပါတယ်ညတော်အမြင့်62.1မီတာမြင့်ပြီးအုတ်တန်ချိန်ပေါင်း1144တန်နဲ့တည်ထားတာဖြစ်ကြောင်းလည်းသိရှိခဲ့ရပါတယ် ေးဟောင်းတမိုင်းတင်ဇေဒီတစုဖြစ်ပြီးကျောင်းဝင်းအတွင်မှာရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များကိုဖူးမြော်နိုင်မှာဖြစ်ပါတယ်ထို့ပြင်တစောင်းတွင်းမှာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစုကိုဖူးမြော်အားမှာဖြစ်ပြီးအဝင်ဝမှာ အခြားသောဗုဒ္ဓရုပ်ပွားတော်မြတ်များကိုလည်းရွှေတင်ငန်းများကတ်လူပူဇော်ကာဆုတောင်းလေးရှိကြတာဖြစ်ပါတယ်အတွင်းဘက်မှာထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်တစုအခြားဗုဒ္ဓရုပ်ပွားတော်မြတ်များနဲ့ဖုံးတော်ကြီးရုပ်ထုတော်များကိုလည်းဖူးမြော်ကြမှာဖြစ်ပါတယ် ဝိရိုင်ဖျားကယုတ်တရားမျိုးရဲ့အကြီးဆုံးနဲ့အထင်ကရဖျားတစုဖြစ်တဲ့အတွက်အယုတ်တရားမျိုးကိုရောက်ရင်တော့သွားရောက်ခုညော်ချင်ညိုတင်တာပဲဖြစ်ပါတယ်။ ြင့်ကျောင်းနှံအတွင်းမှာအယောင်သွေးစုံလင်လာတဲ့ပန်းဥယင်နဲ့အတူ စိတ်ဝင်စားပွဲချက်ဥယင်တော်ကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်ဆက်လက်ပြီး ခုမြော်ကြည့်ညိုရမှာတော့ကြီးော်ချောင်းဖြစ်ပါတယ်ကျောင်းဝင်းတို့ဝင်ရောက်လိုက်တာနဲ့တစ်ပင်ပန်းမှန်များနဲ့အလှဆင်ထားတဲ့အပြင်အစင်ကိုជីနူးဝယ်ဖြစ်လို့စိတ်ရွှင်လန်းချမ်းမြေပါစေတယ် ကျောင်းဆောင်အတွင်းမှာဗုဒ္ဓရုပ်ပွားတော်မြတ်များကျောင်းတိုင်ဇာတော်များရဲ့ရုပ်ထုတော်များဖူးမြော်ကြည်ညိုရမှာ ဖြစ်ပါတယ်။ သင်္ကန်းကတ်လူပူဇော်နိုင်မှာဖြစ်ပြီးဆရာတော်ဖះမှာလည်းမေတ္တာပို့ဆူတောင်းခြင်းများ ပြုလုပ်ပေးတာဖြစ်ပါတယ် အနာသူဖျက်လျှောက်သွားတဲ့အခါမှာလဲစာဝရီကပ်လို့ထိုင်းဘာသာစကားနဲ့မင်္ဂလာပါလို့နှုတ်ဆက်ပြီး အလှခံနဲ့ထူးခြားတဲ့အလှခံအယုတ်များကိုလဲပုံစံအမျိုးမျိုးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ် ြီးရောเจ้าမှာတိထကိုကွယ်တော်မူသောဗုဒ္ဓရုပ်ပွားတော်မြတ်များကိုဖူးမြော်ကြည်ညိုနိုင်ကြမှာဖြစ်ပြီးထူးခြားလာတဲ့เจ้าအပြင်စင်ုံလည်းဘ ഹു တုဒ္ဒရပွဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ပြင်ကျောင်းဝင်းအတွင်ရေပေါ်ဈေးမှာလဲထိုင်းယူရာအဝတ်အထည်များအစားအစာများကိုလည်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်ခြေတိုင်ကြီးများနဲ့ပုံဖော်ထားတဲ့စပွဲကုံနဲ့ထိုင်ကုံများကလည်းထိုင်းလူမျိုးများရဲ့စိတ်ကူးဉဏ်စမ်းသပ်မှုနဲ့တီထွင်ထားတဲ့အမှုပညာလက်ရာတစ်ခုပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင်ဆက်လက်ပြီးဖူးမြော်ကြည်ညိုရမယ့်ဘုရားရှင်ကတော့လေးစားဘုရားလို့ထင်ရှားကြော်ကြတယ်ခောက်စီချမ်းဘုရားကိုဖူးမြော်ကြည်ညိုရမှာဖြစ်ပြီးထိုင်းနိုင်ငံပတ္တိယမြို့မှာတည်ရှိတာဖြစ်ပါတယ်ကြီးမားလှတဲ့နေရံပေါ်မှာ180မီတာအမြင့်ရှိတဲ့မြတ်ဗုဒ္ဓပုံတူတော်ကိုလေးစားနည်းပညာနဲ့ထွင်းထုပုံဖော်ထားတာဖြစ်ပါတယ် ဘရင်သားတော်ကြီးတတ်တော်90ပြည့်နှစ်ထိမ့်မတ်ဖြစ်ထွင်းထူထားခြင်းဖြစ်ကြောင်းလည်းလေ့လာသိရှိခဲ့ရပါတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင်ယခုဖူးမြော်ကြီးညိုခဲ့ကြရတဲ့ထိုင်းနိုင်ငံအယုဒ္ဓယာမြို့နယ်ပတ္တယာမြို့မှာတည်ထားကိုယ်ွယ်တော်မူထားတဲ့ဖျားစီရီပထူးမြောင် ဖူးမျောကြီးညိုခဲ့ကြရတဲ့အတွက်ကျင်နဲ့နှစ်သက်ကြလိမ့်မယ်လို့မျောလင့်ရင်တကိုးကြီးမှာဖះစီတွေပထိုးများအစီစဉ်ကနေနှုတ်ဆက်ကာရဝပြုလိုက်ပါတယ်ရှင်။